လောကမှာအရေးကြီးဆုံးတွေကိုမြတ်စွာဘုရားလောကသားတွေအတွက်အရေးကြီးဆုံးမှာကြားချက်တွေကိုမှာကြားနေတာလောကလူတွေမှာကိုယ့်ကိုစဉ်းစားကြည့်တို့အတွက်ဘာအရေးကြီးဆုံးလို့ဆိုရင်တန်ဖိုးထားခြင်းဟာမတူကြဘူးလူတွေကတော့တို့အတွက်ဘာအရေးကြီးဆုံးငွေအရေးကြီးဆုံးလို့ပဲတွေ့ကြမှာပဲသို့မဟုတ်စားစရာတွေဝတ်စရာတွေလေးစရာတွေစားဖို့နေရေးဟာအရေးကြီးဆုံးပဲလို့ဒီလိုပဲတွေ့ကြမှာမြတ်စွာဘုရားက စာဝန်နေရေးဆိုတာအရေးမကြီးဘူးဒါကအရေးကြီးတာမဟုတ်ဘူးနော်အရေးကြီးဆုံးကဘာလဲဆိုတော့ကိုချင်းတီလာဟာအရေးကြီးတယ်ဘဝတစ်ခုဟာဒီဘဝတည်းမဲ့မကြည့်ရဘူးဒီဘဝပြီးရင်နောက်ဘဝဆိုတာဒီတဏှာနဲ့ပါကြည့်မယ်ဆိုလို့ရှင်နော်အင်မတန်တိုးတောင်းတဲ့အမြင်ကလေးနဲ့ကြည့်မယ်ဆိုရင်စားစရာတောက်စရာကအရေးကြီးတယ်လို့လူတွေကထင်ကြလိမ့်မယ် အေးမြတ်စွာဘုရားကငွေကြေးတင်တာတွေစားစရာတောက်စရာတွေဆိုတာအပေါ်ရန်အထောက်ကူများတာဖြစ်ပြီးတော့တကယ်အရေးကြီးတဲ့အရာကတော့ဘာလဲဆိုရင်ကိုချင်းသီလပဲဖြစ်တယ်ဆိုတာပါတလိရွာသားတွေကိုချင်းသီလရှိခြင်းမရှိခြင်းရဲ့အကျိုးအပြစ်ဒီနှစ်ခုစီစစ်ပြီးတော့ခေါ်ကြတော့မူခဲ့တာ